မင်္ဂလာပါမိတ်ဆက်တငယ်ချင်းတို့ဒီနေ့ကျွန်တော်နောက်မှာရှိတဲ့အမည်ပိမျိုးရင်းတစ်ခုလေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ဖြစ်ပါတယ်ဒါကြတော့ကကျွန်တော်တို့ကဘယ်လိုခေါ်လဲကြားလဲဆိုအင်္ဂလိပ်လိုက aerosip လို့ခေါ်တာမနော် aerosip လို့ခေါ်ကြပါတယ်သူကဘာထူးကြလဲဆိုတော့ကျွန်တော်ဒီလိုပေါ့တပင်မှာသူတို့ဘယ်လိုပုံမှန်ဒီလိုတရွတ်ပဲထွက်တယ်ပေါ့နော်ဒီလိုသူရဲ့အပုံစံမျိုးပဲနေထားပဲထွက်ပါတယ်ဒါသူပိမျိုးရင်းမှာဒီချဲဆိုတော့အပွင့်ပွင့်နေပြီအပွင့်ပွင့်ပြီးပါပြီပေါ့နော်အဲပြီးခဲ့တဲ့လပေါ့နော်ဒီ၅လပိုင်းလောက်ဆက်ပြီးတော့မှ မိုးတကြံမိုးပြီးတာနဲ့ငါးလပိုင်းစပြီးတော့မှရွက်သိတရွက်ထွက်မယ်အရွက်နင်းနုလေးထွက်မယ်အဲ့ဒီတစ်ချိန်လေးမှာပဲအပွင့်ပဲပွင့်နေမို့နော်ဒါတော့အခုလက်ရှိနေထားတော့အပွင့်တော့တိတ်မတွေ့ရတော့ဘူးဒါပေမဲ့အသီးတော့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါတော့ aerosol လေးပဲဖြစ်ပါတယ်ကျွန်တော်လည်းဒီလိုအနီးကပ်နေထားအောင်ကြည့်ရအောင်အခုဒါမိတ်ဆွေတငယ်ချင်းတို့မြင်တွေ့တဲ့အတိုင်းပဲမို့နော်ဒါကပိန်မျိုးတွေပါဒါတော့အထူးသဖြင့်ဒီပိန်ကိုကျတော့ကြောက်တောင်မှာအဓိကထားပြီးတွေ့ရတယ်မို့နော်ထုတ်ကြောက်တောင်မှာအဓိကထားပြီးတွေ့ရပါတယ် သူကကျတော့ကတဥမှာတရွက်ထွက်တာပေါ့နော်ဒါပေမဲ့သူတို့တခါတွေ့ပြီဆိုတော့သူကအုံလိုက်ခဲလိုက်ရှိတယ်ပေါ့နော်ဟိုခက်ခက်ကဲကဲကြောက်ကြတဲ့မှာလည်းသူတို့ကကောင်းမှုရှင်းတန်းနိုင်တယ်ပေါ့နော်။ဒါဆိုသူတို့ရဲ့စိတ်ငယ်တဲ့အစီအမံကြောက်ကြတဲ့မှာဝင်ရအောင်ပြီးတော့မှဒီပေါ့နော်အာအစီမျိုးအောင်နိုင်ပါတယ်။အခုဆိုရင်ဒီမှာမိတ်ဆွေတငယ်ကြီးကူမီတွေ့ရတာသူရဲ့အသီးလေးပဲဖြစ်ပါတယ်။အဲကျွန်တော်နမူနာခုပြပါမယ်။ ဒါတော့မိတ်ဆွေတငယ်ချင်းတို့မြည်တွေ့တဲ့အချိန်ဒါတော့သူ့အသီးလေးပဲဖြစ်ပါလိမ့်ဒီအသီးတစ်လုံးမှာဆိုရင်တော့ not that 10ซีလောက်ထပ်ပါလဲဆိုတော့အာဒီမှာဆို30 30 40 40တခုဒီအသီးတစ်ခါနဲ့ဒီအလုံးအစီ40လောက်ရှိပြီးတော့မှအကိတ်ဒီအစီဗီဇာကြောက်ကြတော့မှပြင်ပြီးတော့မှကြပြီးပေါက်မယ်ဆိုရင် not that အပင်အများကြီးပြင်ရလာမှာပဲဖြစ်ပါလိမ့်ဒါတော့သူတို့ရှင်တန်ပတ်ရောက်နေတဲ့အနေထားပုံစံလေးပေါ့နော်ဒီခြေရတော့အပွင့်နေမရှိတော့ဘူးအခုဒါဥဒီကခုနကပြောသူတို့အစီများတဲ့ကြောက်ဖို့ ဟုတ်လိုက်ကျင်လိုက်တော့ပေါက်ကြတာပါနော်ဒီလိုပုံစံကြောက်ကြလဲမှာဆိုတော့တိတိတတ်တတ်နဲ့လှလပပလေးပေါ့နော်အမ်ဒီဘက်ချင်မှာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အစီလေးတွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဟိုတန်မိတ်ဆက်တငယ်ကျွန်တော်ဟိုအိမ်မှာယူဆိုင်မှာဆိုရင်ဘယ်လိုပုံစံမျိုးကတဘာဝအတွက်အဆင်ပြေဆုံးလဲဆိုတော့ဟော့ဒီရအသီးခံလေးယူပြီးတော့မှအဲ့ရအုပ်နေရင်ကြားထဲမှာပြီးထည့်တာလိုက်မယ်ဆိုရင်ဒါနောက်နေ့မှာဆိုရင်မိတ်ဆက်တငယ်ကျွန်တော်အနေနဲ့အပင်ပေါက်လေးတွေပြင်ရမှာပဲဖြစ်ပါတယ်ကဲဟုတ်ပြီဒါတော့ကျွန်တော်က ကျွန်တော်တောတဘာဝကိုလည်းလေ့လာတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကဟိုပန်မျိုးစိတ်ယူတဲ့ခါမှာဆိုရင်လည်းတဘာဝပတ်ဝန်းကျင် မထီကန်အောင်ကျွန်တော်တို့ကအဲ့မှာလည်းလှဆိုင်ခြင်းဆိုတဲ့လူတွေအတွက်ဘယ်လိုပုံစံမျိုးမျိုးရမလဲဆိုတာကိုကျွန်တော်တင်ပြပေးလိုက်ရပါတယ်ဖြစ်ပါတယ်